ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဆက်ချုပ်ကြွယ်နေငှက်မာလေးအစာစားပြီးနင်တို့သားမညာဗိုက်ပြေသွားပြီဆိုရင်ငါသားကြောင့်သွားဆောင်ဆောင်ညနေတော့ရှောင်းနေပြီးငါသားခုထိအိမ်ပြန်မြောက်တယ်။အမေရဲ့စိတ်မပူပါနဲ့ တနူးပြန်လာတော့မှာပါသူဒီနေ့အိမ်ပြန်နောက်ကြမယ်လို့ကျမကပြောတော့ပါတယ်ဒီနေ့ तू ဟာသူ့တငယ်ချင်းတွေနဲ့အတူအခြားတောအုပ်ထဲသွားနေကြတာငါသားအရင်ဆုံးအိမ်ပြန်ရောက်လာပါစေရောပြီးမှနင်တို့သားမီးမြောက်ကိုလှုပ်ပြမယ်နင်တို့မြောက်ကတနေ့လုံးအစာပဲစားနေတော့တာအဲ့ဒီချိန်မှာပဲအိမ်တကားခောက်တန်းကြားလိုက်ရပါတယ်ဘသူပဲဖြစ်ဖြစ်အိမ်ထဲဝင်လာလိုက်ပါအိမ်တကားဖွင့်လာပါကျက်တူတွေလည်းအိမ်ထဲဝင်လာပြီးအခုလိုပြောလိုက်ပါငါမလေး ညီမတို့တမိသားစုလုံးအတွက်သတင်းစိုးတစ်ခုရှိရယ်။အခုကြက်တူရွေးဘာဖြစ်လို့လဲ။ဘာသတင်းစိုးလဲ။အားလုံးစင်ပြေရဲ့လား။ငါ့ကိုခွင့်လွှတ်ပါလားတို့ရယ်။တနူဘယ်တော့မှအိမ်ပြန်လာတော့မှမဟုတ်တော့ဘူး။အမဲလိုက်တင်းငတ်ကြီးတကောင်ကသူ့ကိုဖမ်းပြီးကြက်ရဲဆက်ဆက်တက်ပြက်လိုက်တယ်။ဒီသတင်းကိုကြတော့တမိသားစုလုံးငိုပါရယ်။အဲအချိန်မှာလာတို့ကပြောလိုက်ပါယ်။မနေ့ကနေ့ကကျမစိတ်ထဲကြောက်နေခဲ့တာ။တကယ်လို့ကျမသာဒီလိုဖြစ်မှန်းသိခင်ရှင့်အဲ့ညာသွားခိုင်းမှာမဟုတ်ဘူး။ ဒီတရေမှာငါ့တော့စားပြစ်လိုက်ပြီနေပိုက်ကဘယ်တော့မှမပြည့်ဘူးလေအချိန်တိုင်းငါ့တော့အစာထွက်ရှာခိုင်းညာဘလူးမှငါ့တော့နေစားလိုက်တာအန်ဒီအခုကိစ္စမှာလာတို့ရဲ့အမဘယ်မှာပါလို့လဲကံပါလာတာဖြစ်ကြတာပါပဲအဲလိုပြောပြီးကြက်တူရွှေလည်းပြန်သွားပါတယ်အိမ်နောက်မှာတော့သူတို့သုံးယောက်လုံးငိုရိုကြပါတယ်အိမ်မှာလည်းဘာမှစားစရာမရှိပါဘူးအဲလိုနဲ့ညရောက်လာပါတယ်သူတို့အားလုံးလည်းဘာမှမစားပဲအိတ်လိုက်ကြပါရဲ့မနက်မိုးလင်းတော့တောက်တရားငှက်တွေလည်း ထုံးစံအတိုင်းအစာရှာထွက်ကြပါရင်ဘသူကမှဘသူရဲ့အဖေဆုံးသွားရင်ဘသူရဲ့ယောက်ျားဆုံးသွားရင်ဘသူရဲ့သားဆုံးသွားလို့ဆိုပြီးကိုယ့်အလုပ်ကိုအပြတ်မခံကြပါဘူးသူတို့ကထုံးစံအတိုင်းအစာရှာထွက်ကြပါရင်ဘာလို့လဲဆိုတော့အခုကခေတ်ကာလပြောင်းလဲနေပါပြီတော်လေဒီမှာဘာလို့ထိုင်နေရလဲတော်အစာသွားရှာနေပိုက်ပြအစာထွက်ရှာပြီမေငါသားမရှိတော့ဘူးငါအတွက်မဟုတ်ဘူးဆိုရင်တော့မနေသမီးအတွက်တော့အစာသွားရှာလာခဲ့ပါ အမေရဲ့စိတ်မပူပါနဲ့ကျမအစာရှာလာခဲ့ပါမယ်အမေလုံးဝစိတ်မပူပါနဲ့လာတို့အစာသွားရှာကနီးစဲစဲမှာကာလူကရောက်လာပါ යි ညမရေသတင်းတွေကြားရပြီးအရက်စိတ်မကောင်းဖြစ်မိပါ යි ဘယ်တက်နိုင်မလဲရက်ဆက်တဲ့တိတ်ငက်ကငှက်တွေစားပြီးဗိုက်ဖြိနေအောင်ညမရေပြီးခဲ့လားတနုကငါတို့အိမ်လာသေးရေပြီးတော့သူ့သမီးနေမကောင်းလို့ဆိုပြီးအစာအတွက်စံစီတရားယူသွားတယ်ပြီးတော့သူကဒီကြောင့်ညမမပြောပါနဲ့ဆိုပြီးမှားသွားတယ် ပြီးတော့အင်ဟိုပါအပေါင်ထားသေးရင်ဒီမှာငါအကျွေးတွေပြန်တောင်းရလဲသူ့ဟာဒီလောကကြီးထဲမှာမရှိတော့ဘူးလေအဲ့ဒါကြောင့်သူ့အကျွေးတွေညမပြန်ဆက်ရမယ်ကဲအကောင်ပြန်ပြီးတော့စံတစီနစီမဟုတ်ဘူးစံစိတ်တရားတော်မှာဒီကနေထွက်သွားစမ်းကြည့်ကံနီးရလာလိုက်ပြောနေရပဲမဟုတ်ဘူးအမေကိုရီးယားနေမကဖြစ်တော့ကိုရီးယားရဲ့အဖေကစံစိတ်တွေချီးလာသေးတယ်ဒီမှာနားထောင်ညမနောက်စံစိတ်တွေပြန်မဆက်ဘူးဆိုရင် နင်းတို့အားလုံးဒီအိမ်ဘွားကနေဆင်းပေးရမယ်။ငါနင်းတို့အချိန်ဆက်ရက်ပေးမယ်။အိမ်စင်ရက်တွင်နင်းတို့ငါ့ကိုဆန်စစ်တွေပြန်ပေးနိုင်။ဒီအိမ်ကနင်းတို့အိမ်ပဲ။မပေးနိုင်ဘူးဆိုရင်တော့ဒီအိမ်ကငါ့အိမ်ပဲ။အဲလိုပြောပြီးကာလူကပြန်သွားပါရဲ့။ငါသားဘလို့ဒုက္ခမျိုးတွေသူနဲ့အတူတဲသွားလဲမသိပါဘူး။နေသမီးကိုရီးယားသားမရှိခဲ့လို့ဆိုရင် သူလဲဆန်စစ်တွေချိလာခဲ့မှာမဟုတ်ဘူး။ငါသားလည်းတရောက်မှာမဟုတ်ဘူး။နင်းတို့နှစ်ယောက်ကိုစိတ်ကုံလုံးလို့သူ့အသက်ကိုသူပေးလိုက်တယ်လို့တော့ငါထင်နေ။အမေ အမေပါဆက်ပိတ်ထားပါတော့နောက်ပြီးအဲ့လုံးတွေဘာမှမတွေ့နဲ့စိတ်အေးထားပါအမေကျမအားလုံးအစီအပြံလုပ်ပေးပါမယ်ကိုရီးယားတမီးရဲ့အဖွားနာမှာပဲနေနော် အမေညက်နေမဆောင်ခင်အိမ်ပြန်လာခဲ့မယ်အဲ့နောက်မှာတော့လာတို့လည်းအိမ်ကနေထွက်သွားပါ යි သူမှပြန်တန်းနေပါ යි အခု तू ဘာလုပ်ရမလဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေပါ යි ငါကာလူရဲ့စံစီတွေဘလို့ပြန်ဆက်ရမလဲမဆက်နိုင်အောင်ဆိုရင်လည်းငါအိမ်ကို तू လူယူလိမ့်မယ်ဒါပေမဲ့စံစီပြန်ဆက်တော့လေဘလို့ဆက်ရပါမလဲ ။သူမလည်းပင်ပန်းပြီးတနေရာမှာထိုင်ကာငုံနေပါ යි ။ပြီးတော့သူမကိုသူမစကားတွေပြောနေပါ යි ။တနုရီရှင်အရှင်သမီးရဲ့အသက်ကိုကယ်နိုင်ခဲ့ပြီမယ်လေ။ဒါပေမဲ့ရှင်ကိုယ်တိုင်တော့ကျမတို့အားလုံးထားပြီးထွက်သွားလိုက်ပြီ။ရှင်သမီးရှင်အရန်ချစ်လို့ရှင်တီလိုရီလုတ်ပေးခဲ့တာ။ဒါတို့လည်းအဲ့လိုပြောပြီးငုံနေတဲ့အချိန်မှာဖုန်ကြီးတပါရောက်လာပါ යි ။ညမလီလာတို့မငိုပါနဲ့တိတ်ပါတော့။လောကရန်အနှိမ့်မြင့်တွေရှင်ဆိုင်မှာဇွဲမလျှော့ပဲတတိရှိရှိရှင်ဆိုင်မှာ ဒါပေမဲ့ကျမဘာလုံးမှမလုပ်တတ်ဘူးလေအဲ့တော့ကျမဘာလုံးလုပ်ရမှာလဲနေအိမ်ရဆက်ရှုပ်တဲ့အလုပ်ကိုလုပ်တယ်မလားအခုဘာလို့မလုပ်တော့တာလဲနေသမီးအတွက်နေမိသားစုအတွက်နဲ့နေအတွက်နေပြန်ပြီးဆက်ချုပ်တဲ့အလုပ်ကိုလုပ်ပါဒါပေမဲ့ကျမမှာဆက်ချုပ်ဆက်လည်းမရှိဘူးလေအဲ့ဒီအတွက်နေစိတ်မပူပါနဲ့နေအိမ်ချေမှာဆက်ချုပ်ဆက်ရောက်လာပါလိမ့်မယ်ရော့နောက်ပြီးဒီမှာအစားဒီဒီနေ့ကိုအငတ်မထားဘူးဆိုရင် နောက်နေ့လည်းနေအစားရပါလိမ့်မယ် လာတို့လည်းတက်သီးချင်းရှူပြီးအိမ်ပြန်လာလိုက်ပါသူအိမ်ရှိရောက်တော့တကယ်ပဲသူမရဲ့အိမ်ရှိမှာအဝေးချုပ်ဆက်ရှိနေတာတွေ့လိုက်ရပါဖမုံကြီးကျမအများကြီးကူညီပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်အခုကျမအလုပ်ကိုကျွတ်ကျွတ်ဆဆလုပ်ပါမယ်ကျမရဲ့တမီနဲ့ရောက်ခမအောင်လေပျော်ရွှင်အောင်ထားပါမယ်အိမ်ညစပြီးလာတို့လည်းငှက်တွေရဲ့အဝတ်တွေချုပ်ပိုင်သူမဒီလုပ်ကိုအရန်ကျွမ်းကျင်ပါအဲ့ဒါကြောင့်သူမကအလုပ်ကိုကောင်းကောင်းလုပ်ပါ යි ။ မကြခင်မှာပဲကာလူကသူ့ဆန်စီရိအစားပတ်စံပြန်ဆက်နိုင်လိုက်ပါအဲ့လိုနဲ့စီရဲတမလီလာတို့ကသူမရဲ့တမီးရဲ့ရောက်ခမရင်နဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါရယ်။လောဘကြီးရဲ့ကြီးကံတောင်းထဲမှာလွန်ခဲ့နှစ်ရက်ကလေးမိုးရီအသေးတန်ရွှာနေပါ යි ။အဲ့ဒီတောင်းထဲမှာကြီးကံတိုလီကလက်ဖိအစာဖိနှားပါ යි ။သူကလက်ဖိဖြော်ပြီးငှက်တွေရောင်းပါ යි ။သူလက်ဖိကအရန်ကိုနမဲကြီးပါ යි ။ဒေါ်ရီယာငှက်တွေလည်းတိုလီရဲ့လက်ဖိဆိုင်မှာ လဖေးတောင်းရင်မိုးရင်နဲ့အတူအနားယူနေကြပါရင်လဖေးလဖေးပူပူလေးတွေရမယ်နော်ဒိုလီဆိုင်စပယ်ရှယ်ဖြော်ထားလဖေးလေးတွေတောက်ကြနော်ရတာကောင်းလို့တောက်မဝနိုင်ဖြစ်သွားလိမ့်မယ်ဒိုလီနဲ့သူမိမကိုရီတို့ကအရန်ဝမ်းသာနေကြပါရင်သူတို့လဖေးကလည်းအရန်ကိုကောင်းနေပါရင်သူတို့လည်းတော်တော်လေးစီးပွားဖြစ်နေပါရင်ဒိုလီဒီလိုသာမိုးဆက်ရွာနေမယ်ဆိုရင် ကျမတို့မကြခင်တောအုပ်ထဲမှာတထေးတွေဖြစ်လာတော့မယ်နေပြောတာမှန်တယ် ဒါပေမဲ့အခုတလောနွားနုစီကတော်တော်လေးတက်နေရဲ့ဒီနေ့အစပြီးငါတို့လက်ဖက်ရောနွားနုနည်းနည်းစီပဲထဲ့ဖြော်ရမယ်ဒိုလီကျမတို့လောဘကြီးပြီးလှုပ်တဲ့နှီးတွေကိုကျမတို့ပြန်ပြီးအခက်တွေ့နေစီအောင်မယ်နော်ကိုကြီးတောင်းထဲမှာလက်ဖက်ဆိုင်ဆိုလို့ငါတို့ရဲ့ဆိုင်မရှိရလေငှက်တွေပဲသွားတောက်ကြမလဲသူတို့ကငါဆိုင်မှာပဲလာတောက်ကြရမှာပဲအဲလိုနဲ့ဒိုလီကလက်ဖက်ရည်ထဲကိုနွားနုနည်းနည်းပဲထည့်ပြီးရေမြများနဲ့ဖြော်ပါတယ်ဒီနေ့မှာတော့လာတို့ကသူ့သမီးလေးနဲ့အတူ တူလီရဲ့ဆိုင်မှာလဖိလာတောက်ပိုင်းအခုတူလီမိုးရွာနေလို့ကျမတို့ချမ်းနေပြီနွားနုလဖိပူပူလေးတစ်ခွက်လာပေးပါနော်ညမလေးခဏထိုင်ပါဦးငါခုပဲနေအတွက်နွားနုလဖိပူပူလေးလှုပ်ပေးပါမယ်နောက်တော့ပြောပါအောင်နေအိမ်ရောက်တာပြီးသွားပြီလားငါကြရတော့နေတစ်သားအိမ်ဆောက်နေရဆိုနေပစံနေအများကြီးကုန်ပါပဲနော်ဟုတ်တယ်ကိုတူလီတစ်သားအိမ်ဆောက်ရင်ကျမစုတိုင်းငွေတွေအကုန်ကုန်သွားပြီငါလေးငါအိမ်ကိုတစ်သားအိမ်ဆောက်ချင်နေရာ နည်းနည်းပစံထပ်စုပြီးပြီဆိုတာနဲ့နေအိတ်ထက်ကြီးရဲ့တက်သားအိမ်ငါစောင့်မယ်။ရော့ဒီမှာနေအတွက် special ဒိုလီလက်ရလဖိနေရပါပြီ။တောက်ကြည့်ပါအောင်။လာတော့နေသူသမီးလဲလဖိအိတ်တောင်းလိုက်တာနဲ့လဖိအိတ်ရတာလုံးဝမရပါဘူး။ tree ဦးလေးဒိုလီရဲ့ဦးလေးလဖိကိုဘလို့ဖြော်ထားလဲ။ဒီထဲမှာနွားနွားနည်းနည်းလေးပဲပါတယ်။သမီးတော့ဦးလေးစီကနွားနွားလဖိမှားထားတာလी။ကြည့်ရတာဦးလေးသမီးတို့လဖိအိတ်မှားပေးမိပြီထင်တယ်။ဒါကလုံးဝအရသာမရှိရင်လဖိအိတ်ကြီး ငှက်ပေါက်စငါလဘဲရောမကောင်းမပြောနဲ့နီးရဘာရတာတိတိတို့ရှာရှိနေရလေဥလိသမီးလေးမပြောပါဘူးသမီးတို့လဖေးရေပေါ်အခုချက်ချင်းပြန်ပြီးပါဥလိရဲ့ဆန်ကနေဒီလိုရတာမရှိရဲ့လဖေးကိုဘသူ့အဝဲတောက်မှလဲပတ်စံကိစ္စအောင်နေမေးလိုက်တော့ဒီကနေထွက်သွားလိုက်တော့မဟုတ်ရင်နင့်ကိုရိုက်ရိုက်ပြီးတော့အယိုးတွေချိုးပြစ်မယ်နောက်တကငါစာထွက်လာဖို့မကြိုးစားနဲ့ဒိုလီရဲ့စကားတွေကိုကြားပြီးလာတို့လည်းလန့်သွားပါတယ်သူသမီးကိုအဲဒီကနေပြန်ခေါ်သွားပါတယ် ဒါပေမဲ့ဒိုလီကလာဒိုနဲ့သူ့သမီးကို ကလစားချေဖို့စုံဖြတ်လိုက်ပါ යි ။ဒီနေ့ဒီချိန်ထိငါလက်ဖေးမကောင်းလို့အပြစ်ပြောရတဲ့သူမရှိသေးဘူး။ဒီလာဒိုရဲ့တမညာတိတ်ကိုအတင့်ရဲနေပါလား။ငါသူ့အလွတ်မပေးဘူး။ငါအဆက်ကွဲကြရတဲ့အတွက် သူတို့ကိုပြန်လက်စားချေပြမယ်။သူ့အိမ်ကြောင့်သူ့မာနာတက်နေရမလား။ငါအဲ့အောင်ရအောင်ခိုးပြမယ်။အဲ့တော့မှဘသူကဘသူ့ကိုအရင်ရန်စားလေဆိုတာသိမှာ။နောက်တစ်နေ့မှာတော့လာတူကသူ့သမီးနဲ့အတူအစာရှာထွက်ပါတယ်။ အဲ့ချိန်မှာဒိုလီက အချိန်လေးစောင့်ကြည့်ပြီးလာတူရဲ့အိမ်ကိုခိုးပြီးစီးအောင်ပြောင်းလိုက်ပါဟုတ်ပြီအခုတော့ဒီအိမ်ရဲ့အရာပြောင်းသွားပြီအဲ့ဒါဆိုသူတို့လည်းငါ့ကိုတန်ကြရဝင်တော့မှာမဟုတ်ဘူးပြီးရင်ငါခိုးရဲဆိုတာလည်းဘယ်သူမှသိမှာမဟုတ်ဘူးခဏလောက်ကြာတော့လာတူတို့လည်းအစာရှာပြီးပြန်လာကြပါဒါပေမဲ့သူမရဲ့အိမ်ပျောက်သွားတာကိုသိရတော့အယမ်းစိတ်ပူသွားပါရဲ့။အဲ့ဒီအချိန်မှာသူတို့ကဒိုလီရဲ့အိမ်ကိုမြင်သွားပါရဲ့။အမေဟိုမှာကြည့်ပါအောင် ။ဦးလေးတို့လေးရဲ့အရာ သမီးတို့ရဲ့အိမ်တိုင်းပဲ။အမေသမီးတို့သွားမေးကြည့်ကြည့်အောင်။လာတို့လည်းဒိုလီရဲ့အိမ်တကာခောက်လိုက်ပါ යි ။အကိုလာတို့ရင်အိမ်တကာလေးဖွင့်မအောင်ကျမအိမ်ပြောက်သွားလို့ပါ။နောက်ပြီးအကိုရဲ့အိမ်ကလည်းကျမအိမ်ပုံစံတိုင်းပါပဲ။ညမငါအိမ်ကြောင်ပြောနေရရက်တော့အရင်ဆုံးနီဒီယိုပါလာလောက်တာလဲဆိုတာပြောငါအိတ်ပြော်နေရနေရငါအိတ်ညာနှောက်ရှက်လိုက်တာပဲအကူတိုလီကျမအစာရှာပြီးပြန်လာတော့ကျမအိမ်ကအရင်နေရာမှာမရှိတော့ဘူး နေအိမ်မရှိတာကိုငါကဘာလုပ်ပေးရမှာလဲငါတိမြောင်ငါနေအိမ်ထိုင်ဆောက်ကြည့်နေရမလို့လားသွားနေတို့နေအောင်လို့ဒီကနေပြန်တော့ငါ့ကိုလာကောင်းမစားကြနဲ့ဒါပေမဲ့ကိုတော်လီရှင့်ရကျမရဲ့ပုံစံအတိုင်းပဲအရာမတူတာတခုပဲနေပါပြောချင်တာလဲငါ့မှာငါနေအိမ်ခိုးထားတယ်ပေါ့ဟုတ်လားစကားကိုကြည့်ပြောငါရွရွတာမှမဟုတ်ဘူးနမဲကြီးလက်ဖက်ရဖြောစရာဒုံလီကွာဘလောက်လူကြီးလူကောင်းနေငါစီလက်ဖက်လာတောက်ကြလဲဆိုတာနင်းသိရမလား အဲ့ဒါကြောင့်ငါးနှစ်လုံးစင်းရဲသမားနဲ့စကားပြောပြီးငါ့အချိန်တွေမဖြုံးတိပစ်ချင်သူပြောတာရင်နားထောင်ပြီးလာတို့လည်းပြန်သွားပါပြီးတော့တောင်းအုပ်တဲ့မျက်စိမ်းစိတ်တွေနဲ့အိတ်ဆောက်ပြီးနေကြပါ යි အဲလိုနဲ့နေရက်တွေကုံဆုံးလာပါ යි တနေ့မှာတော့မိုးရေရွာပြီးဒိုလီရဲ့အိမ်ကမိုးချိုပြက်လိုက်ရပြီးမြေကြီးပေါ်ပြုတ်ကျသွားပါ යි ဒိုလီရဲ့မိမကိုကြီးလည်းတည်သွားရှာပါ යි ခိုးကြီးဒါပါရီဖြစ်ကုန်တာလေငါတော့ပါကြောင့်ငါမိမတည်ခဲ့ရတယ်ခိုးကြီး တာဘလို့ဖြစ်သွားလဲငါကငါဘတော်မှာခွတ်လွတ်နိုင်မှာမဟုတ်ဘူးဒါရိအကောင်လားငါလုံရက်တွေအတွက်အပြစ်ပေးခံနေရပဲငါလာတော့ပေါ်လိမ့်လေခဲ့တယ်အဲ့ဒါကြောင့်အခုတော်ရီကြုံတွေ့ခဲ့ရတာဒိုလီနဲ့လာတော့စီသွားတောင်းမှန်မိုင်းငါ့ကိုခွတ်လွတ်ပါလာတော့ရေငါနေ့အခိုးခဲ့မိပါရဲ့အဲ့ဒါကြောင့်ဖျားသခင်ကငါ့အတွက်အပြစ်ပေးလိုက်ပါပြီငါ့ကိုခွတ်လွတ်ပေးပါနော်အကိုဒိုလီရှင်မားကိုရှင်တိပြီးဝန်ခံလိုက်တာနဲ့ကျမအတွက်လုံလောက်ပါပြီ။ ဒိုလီနဲ့ယူသားမို့အပြင်းနဲ့လက်ဖိအဆိုင် ပြန်ဖွင့်ပြီးရောင်းပါရင်ပြီးတော့လက်ဖိရောင်းပြီးသူ့ဘဝကိုပြပြရွှေရွှေနဲ့ဖျက်ဆီးပါရင်လက်ဖိရေဒိုလီရဲ့ special လက်ဖိရေတွေရမယ်နော် အရသာရှိမှရှိကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကတော်ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like ကန် subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်